လုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့တင်ထုံးတဲ့ဒီဗီဒီယိုမှာကျွန်တော် BTC နဲ့ ETH ကိုတစ်ချက်လောက်နားလည်အောင်ကျွန်တော် BTC နဲ့ပတ်သက်တာတော့ကျွန်တော်လည်းနေကင်းတော့ update လုပ်ပေးထားရှိရပေါ့ ETH နဲ့ပတ်သက်တာတော့ကျွန်တော်မင်းကြတော့ကတစ်ခေါက် update ပေးထားရှိတယ်ဆက်ပြီးတော့လည်းကျွန်တော်တို့ BTC ရော ETH ကိုကျွန်တော်တို့ကကြီးပွားတဲ့ target တွေဘယ်လိုရှိမလဲကျွန်တော် short term long term ဘယ်လို plan တွေထားရှိအောင်လဲဒါတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်နားလည်မှာပေါ့ဒါမနေ့ရောခနေ့ရောဒါဒီကွက်ထမ်းမှာကျွန်တော်ဒါ point တော်တော်များများတက်လာတာကိုကျွန်တော်တွေ့ရတယ် ကျွန်တော်ဒါ premium channel မှာလဲ coin drop များများကျွန်တော်ဒါ profit နဲ့ပြေးလိုက်တာရှိရပါတော့ဆိုတော့ဆက်ပြီးတော့ကျွန်တော်အတွက် BTC နဲ့ ETH ကိုအာဘလို plan နေထားရှိအောင်လဲပေါ့ဒါတွေတစ်ချက်နားလဲအောင်ဆိုတော့ဆိုတော့ပထမဆုံးကျွန်တော်သူ့ရဲ့ current price ကိုကြည့်ကြည့်မှာဆိုရင်တော့အာ BTC ဆိုရင်ကျွန်တော်ဒီမှာ38000 39000ကျောင်းပြန်ရောက်လာတယ်ပေါ့နော် ETH ဆိုရင်တော့2900 2800ကျားတဲ့မှာရှိနေတယ်ဆိုတော့သူတို့ trading view ကိုတစ်ချက်လောက်နားလဲအောင် ကျွန်တော်တို့ကျွန်တော် BGC ရဲ့ဖို့အားချဖို့တစ်ချက်တော့နားလည်မှာပေါ့နော်ပြီးတော့မှကျွန်တော် daily ကိုတစ်ချက်ပြန်ပြီးတော့နားလည်မှာဆိုတော့ကျွန်တော်ဒီ BGC ရဲ့ဖို့အားချဖို့တစ်ချက်လောက်ကြည့်ကြည့်မှာဆိုရင်ကျွန်တော်ဒီကနေစပြီးတော့ဒါ downside ကိုရောက်ခဲ့တာပေါ့နော် lower to lower high အနေနဲ့ကျွန်တော်ဒါ sequence က downside downside ကိုရောက်ခဲ့တယ်ပြီးရင်ဒီကနေစပြီးတော့ကျွန်တော် recovery ပြန်စလာတာပေါ့နော် high 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 လို့အနေနဲ့ကျွန်တော်ပြန်ပြီးတော့ attack ကိုမူးဖြစ်နေတယ်ပေါ့ဆိုတော့ဒီမှာကျွန်တော် anti point အနေနဲ့ပြောရမှာဆိုရင်တော့ကျွန်တော်အာမနက်ကပြောထားရှိရပေါ့နော်3,500 3,600ပေါ့ဒီကြားထဲမှာကျွန်တော် long position တခု open လုပ်ထားလို့ရတယ်ပေါ့နော် small margin တို့ leverage အနေနဲ့ပေါ်တာတခုဖွင့်ထားလို့ရမယ်ပြီးတော့ကျွန်တော်တို့အတွက် target တည်းအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါတသိန်း15000ကနေပြီးတော့ဒါတသိန်း1000ပေါ့နော်ဒီဘက်ကိုကျွန်တော်တို့ target တွေကိုဖြည်းဖြည်းချင်းမှုဖြစ်မှာပေါ့ဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော်တသိန်းမနေ့ကပြောတဲ့တသိန်း9000တသိန်း8000ပေါ့နော်ဒီ register ကိုလည်းကျွန်တော်တို့ဒါ cross လုပ်နိုင်ခဲ့တယ်ဒါမှမဟုတ်ကျွန်တော်ပြန်ပြီးတော့လာပြီးတော့ဒီမှာ detach လုပ်နေတဲ့ဒီခါကိုလည်းကျွန်တော်တွေ့နေရတယ်ပေါ့နော်ဆိုတော့တကယ်လို့ retest လုပ်ပြီးတော့မှကျွန်တော်ဒီမှာခဏတစ်ဖြူလောက်ပေါ့နော် ဒီနားလေးမှာကျွန်တော်ခဏတစ်ဖြုတ်လောက် market ကငြိမ်နေမှာဆိုရင်တော့မှကျွန်တော်ထပ်ပြီးတော့ဒီကဘာလေးဖြုတ်ဖို့ပို့ပြီးတော့လာလာများတယ်ပေါ့တကယ်လို့ဒီမှာကျွန်တော်ဒီကွက်ကမငြိမ်ပဲနဲ့ down side ကြီးကျွန်တော် down side ကိုရောက်မှာဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့နည်းနည်းလေးဒီမှာ down side တစ်ခုပြန်ပြီးတော့ page load ကိုရှင်းရပေါ့နော်ဆိုတော့အဓိကကျွန်တော်ဒီ3000 3800မှာခဏတစ်ဖြုတ်နေမှာဆိုရင်တော့မှကျွန်တော်ဒီကနေဆက်ပြီးတော့ဒီကဘာလေးဖြုတ်ဖို့ပဲလာလာပို့များတယ်ပေါ့နော်ပြောမှဆိုရင်ဈေးကွက်ကတစ်ခါတည်းမတက်ဘူးပေါ့တစ်ခါလေးကျတော့ကျွန်တော်ဒီမှာအနားယူတယ်ပေါ့နော်ပြောမှဆိုရင်အဲ့ဒါကိုကျွန်တော်ကဒါ support line တခုလို့ခေါ်တာပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့ဒါ3900 3800လို့ဆိုတော့ support line တခုအနေနဲ့ယူလို့ရပြီဆိုရင်တော့ဈေးကွက်ကဒါအထက်ဘက်ကိုကောင်းကောင်းမွန်မွန်ဖြစ်ဖို့ပို့ပြီးတော့အလားအလာများတယ်ပေါ့နော်ဆိုတော့အဓိကကျွန်တော်ဒီမှာ entry တခုယူမှာပေါ့နော်3900 3900 3600မှာကျွန်တော် small margin low leverage long back one entry တခုယူမှာပြီးတော့ကျွန်တော်ဒါ daily ကိုတစ်ချက်နားလဲအောင်ပေါ့ okay daily ကကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီကနေစပြီးတော့ဒါ အပြန်ကိုစားကြတာပေါ့နော်ကျွန်တော်ဒီမှာဟာဟာဟာလို့အနေနဲ့ပြန်ပြီးတော့ကျွန်တော်ဒီမှာ recovery တစ်ပြည့်ပြည့်နဲ့ဖြစ်လာတာဒီနေ့လေးမှာကျွန်တော်ပြန်ပြီးတော့တစ်ခေါက်လောက်ထောင်ဆက်ချိကြတယ်ပေါ့နော်ထောင်ဆက်ချိပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒါတစ်ပြည့်ပြည့်နဲ့ move ဖြစ်နေတာပေါ့နော်အထက်ဘက်ကိုဆိုတော့ဒီမှာကျွန်တော် channel ကလည်း 200EM ရဲ့အထက်မှာရှိရပေါ့နော်ဒါ 200EM ရဲ့အထက်မှာရှိတဲ့အခြေအနေတိုင်းအခြေအနေတိုင်းမှာကျွန်တော်ဒါဒီကွက်ကပို့ပြီးတော့ဒါအထက်ဘက်ကိုကောင်းကောင်းမွန်မွန်ဖြစ်သွားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီမှာလည်းကျွန်တော် iPhone 9 Lite တွေ့ရဖို့ရှိရပေါ့ အဓိကကျွန်တော်ဒီ3,800 3,800ဟိုလာပြီးတော့ဒီ test load တွေပေါ့နော်ဒါကိုကျွန်တော် spot အနေနဲ့ယူလို့ရမှာဆိုတော့ဈေးကွက်မှာကောင်းကောင်းမွန်မွန် recovery ဖြစ်မယ်တကယ်လို့3,800 3,800ကိုကျွန်တော်ဒါ break လုပ်ပြီးတော့မှ down side ကိုရောက်မှာဆိုရင်တော့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ down side ကိုပြန်ရောက်ဖို့ရှိရပေါ့နော်ဒါပေမဲ့ဈေးကွက်မှာတော့ဒါအချိန်ကြာတာပဲဖြစ်ဖြစ်ပေါ့နော်နေတာပဲဖြစ်ဖြစ်ကျွန်တော်ဒါ recovery ပဲဖြစ်ဖို့ပို့ပြီးတော့ chance များတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီချိန်မှာဒါ short position တွေတော့တိတ်အားမပေးဘူးပေါ့နော် တော့လက်ရှိကျွန်တော် sport ထဲမှာဝယ်ထားမယ်ဆိုရင်တော့လက်ရှိကျွန်တော်ဒါတသိန်း9000တသိန်း6000ပေါ့နော်ဒီဝင်ကျင်နဲ့ကျွန်တော် sport ထဲမှာလည်းဝယ်လို့ရတယ်ကျွန်တော် future ထဲမှာလည်းဝယ်လို့ရမယ်ပေါ့ဒီစီကတော့ကျွန်တော်ဒီမှာလက်ရှိကျွန်တော်ဒါ sport line တစ်ခုဖြစ်တဲ့9000ကနေပြီးတော့9000တောင်ပေါ့နော်ဒါကိုကျွန်တော် break လုပ်ပြီးတော့ down side ကိုရောက်မှကျွန်တော်လည်းဒီမှာဒီစီယူမယ်ပေါ့မဟုတ်ရင်ဒီကြားထဲမှာကျွန်တော်ဒီစီမယူသေးဘူးပေါ့နော်ဆိုတော့လက်ရှိကတော့ကျွန်တော်ဒါ BTC ရဲ့ power ဟော daily ရောနည်းနည်းနားလည်ပြီလို့ထင်တယ်ပေါ့နော်တကယ်လို့နားမလည်ဘူးဆိုရင်လည်းကျွန်တော် comment ချန်ထားလို့ရတယ်

2500ဒီကြားထဲမှာရှိတော့ကျွန်တော်တို့ဒါ small မှာဆိုရင် low leverage long back ကိုအကြည့်တစ်ခုယူထားတာရှိရပေါ့နော်အချင်းအထူထားတဲ့သူတွေအနေနဲ့ဆိုရင်လက်ရှိက profit ထဲမှာရှိမယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့အတွက် NGO တစ်ချက်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီနားလေးမှာနည်းနည်းလေးပြင်ပြီးတော့ downside ကိုရောက်လာမယ်မနေ့ကအနေထားကိုပဲပြင်ပြီးတော့ကျွန်တော်တို့ဒါ2500,2600ဒီဝင်ကျင်လောက်ကိုကျွန်တော်ရောက်လာမယ်ဆိုရင်ကျွန်တော်ဒီမှာ small margin low leverage long back ကိုအခုယူထားလို့ရမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် short term target ကတော့2500,2800ဖြစ်မယ် ပင်တော်အထက်ကိုကျွန်တော်တို့3000အနေပြီးတော့3500 3500ဒီလိုနဲ့ကျွန်တော်ဒါ4000 4500ပေါ့နော်ဒီလိုနဲ့တပြည့်ပြည့်နဲ့ကျွန်တော်ဟိုဘက်ကိုအချိပ်လောက်သွားဖို့ရှိမယ်ပေါ့ဆိုတော့ဒီကွက်မှာကျွန်တော်ဒါအချိန်ပေးရမယ်အနေထားတော့ရှိရပေါ့နော်ဒါကျွန်တော်အချိန်ပေးမယ်ဆိုရင်တော့ဒီ bull market တော့ comment ထားကြတဲ့ target ပေါ့နော်ကျွန်တော်အဲ့ဘက်ကိုလည်းတပြည့်ပြည့်နဲ့မိုးဖြစ်ဖို့ရှိမယ်ပေါ့ဒါ ETH ကိုလည်းကျွန်တော် comment ထားကြတာလည်းများတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်နားမလည်တာမရှင်းတာရှင်းတယ် ကျွန်တော် comment ချန်ထားလို့ရတယ် Telegram မှာလည်းကျွန်တော်လာမေးလို့ရတယ်ပေါ့နော်